ဘယ်တရားတော်တရားထုတ်တဲ့ရုံးဟောင်းများအတွက်အထက်တန်းအယူ တနည်းတော့အနတ္တညာအဲ့တော့ဒီညွန်တိုင်းအာထုံမယ်ယောဂိယပထမဆုံးဒီခန္ဓာကိုအကြောင်းသိပြီးသားဖြစ်နေဟုတ်ပြန်တဲ့သဘောဆိုတာခန္ဓာရဲ့ပင်ကိုရှိနေတဲ့အရှိတရား မိမိတို့ကသိလာပြီဟောက်ပြန်တဲ့သဘောဟောက်ပြန်တဲ့သဘောဝတရားအပေါ်ကစုဖွဲလို့လဲယုံကြည်ထားပြီဒီသဘောတရားကြီးကသူ့ရဲ့လမ်းစဉ်အတိုင်းပြက်ထားလို့လည်းပဲသဘောပေါက်ပြီရှုတတ်ပြီ ဖောက်ပြန်တဲ့သဘောမှန်များအလုံးပြည့်တယ်လို့လည်းပဲယုံကြည်ထားပြီးပရှိတေရှင်အခြေခံဖြစ်တဲ့ဒီခန္ဓာရဲ့ပင်ကိုယ်သဘောဖောက်ပြန်တဲ့အမှန်တရားတို့ဟာပြည့်နေတာကတော့ ကိစ္စတံဝဘိဒံဝဝိမိခန္ဓာကိုယ်တော့မှာရှုလာဘူးတဲ့အဖြစ်တရားဘိဒံဝအပြင်မောလက်တီလိုပါပဲဟောလာဒီကောင်ကဒုက္ခမောဖုတ်တော်ပါဘူးနဲ့တိုက်တွေ့လို့ပထူရဲ့သဘောအရကြံထမ်းတဲ့နူးညံ့နေဆိုတဲ့သဘောတရားကြီးလေလေ ဘယ်သဘောတရားဖြစ်ပြက်ခဲ့ပြီးပြီပြက်နေပြီးပြီခင်းတော်ဝပဏိတံဝပြညာအနေနဲ့ရုပ်တည်းမြတ်တည်းဆိုရဲဘာဆိုဆိုပြောင်းလဲဖောက်ပြန်တဲ့ပင်ကိုယ်သဘာဝတို့ဒီလိုပဲပြက်နေခဲ့ပြီးပြီအခုလည်းပြက်နေထုံးပဲ ရေဒူတွေတန်လိကြီးပါမိမိခန္ဓာကိုယ်အနိကကြည်လို့လည်းပဲဖောက်ပြန်တဲ့သဘောတရားပြက်အပြင်ပရိဒါဆိုတဲ့ပေါဝန်ကျင်ကလည်းအားလို့ဒီလိုပဲပြက်နေတာပဲခန္ဓာကိုယ်အတိတ်ကလည်းပဲ ယုံတံတခါရရတဲ့ခန္ဓာမှန်ရင်တော့ပြည့်ခဲ့ပြီပြီအနာဂတ်မှာလည်းပဲဒီလိုယုံတော့ခန္ဓာလာဖြစ်ရင်တော့ဒီလိုပဲပြည့်နေဦးမှာပဲ ုတ်လက်ငယ်မိမိတို့ခန္ဓာမှာလည်းပဲဒီလိုပဲမသက်တဲ့သဘောတရားအားလုံးပြည့်နေတာပဲဇောဤတိသာမိမိတို့အခုသူ့ရဲ့ကေဝလတဒုက္ခခန္ဓာသာဆိုရအပြည့်စု အပြည့်ပုံကြီးကိုကြည့်နေတာ မြန်နဲ့သာသိကောင်းတဲ့အသိနဲ့ကြည့်နေတာဒါကိုစက္ခုကရဏဉာဏကရဏခေါ်တာကြည့်ဘယ်လိုဉာဏ်နဲ့ကြည့်နေသိနေတော့လုံးရပြီးတဲ့ ဖောက်ပြန်မှုသဘောတရားအလုံးပြက်ခဲ့ပြီဆိုတော့သူ့ကိုလည်းပဲတွေ့တာမှုမရှိတော့သူ့ကလည်းသူပြက်ပြီးပြီအနာနာရူပနာဝိနာတိနောက်အနာကမှာဖြစ်မဲ့ဒီလိုတည်းဖောက်ပြန်မှုတွေဒီလိုပဲပြောင်းအောင်ဖြစ်တဲ့တို့ဒါလီလည်းပဲသဘောကျစရာမဟုတ်ပါဘူးနာဝိနာတိ ဟဲ့ဒီလိုဆိုရင်အခုလက်ငယ်လက်တွေ့ဖြစ်တဲ့ပစ္စုပန်နေတာခန္ဒီနာလက်ငယ်ကိုဖောက်ပြန်ပြီးတော့ပြင့်နေတဲ့သောရည်နေပြီဓာယာသံမြာချီရဒါလို့ပြင့်နေတာကိုသိနေကြည်နေရတော့မျိုးစေဖြစ်လာ ဇာလငယ်လက်တွေ့ပြစ္ဆုတ်ပါခန္ဓာရဲ့ဘုံမှာမြင်တဲ့အမြင်ဟာညင်းငုံဒီမှာဖြစ်တာအတိတ်နဲ့အနာဂတ်ကိုညင်းငုံမဖြစ်ဘူးဘာလို့လဲဆိုတော့အတိတ်ကလည်းပြည့်ခဲ့ပြီးပြီရှာဖို့လို့ညာနဲ့ရှာဖို့လို့မရတော့အနာဂတ်ကလည်းရောက်မှမရောက်သေးတော့ညာနဲ့ရှာဖို့လို့မရဘူးလက်ငယ်သိနိုင်တာကပြစ္ဆုတ်ပါခန္ဓာ ြည့်နေတယ်လို့ဘယ်ခါမှတည်ကြမှုရက်ဆိုင်မှုမရှိရအပြည့်တည်းပဲခန္ဓာရဲ့လှုပ်ရှားမှုနဲ့ကိစ္စတော်ကိစ္စမိတိတော်တဲ့ခါမှလည်းပြည့်လို့တိဋ္ဌံတော်ဝတိဋ္ဌံမိတိရက်တဲ့ခါမှလည်းပြည့်လို့နေစဉ်တော်အနေစဉ်တော်မိတိ ထိုင်တဲ့ခါမှလည်းပြည့်လို့တရားတော်ဟာတရားတော်မီလျောင်းတဲ့ခါမှလည်းပြည့်လို့ဘယ်မှမမသက်သာဘူးလားဘယ်ဒီလိုဆိုရင်မြတ်စွာဘုရားလိုက်မြင်ချက်ကဘယ်နည်းနဲ့မှစမ်းသပ်ရှာဖူးလို့မရတဲ့အတိတ်အနာဂတ်ပစ္စုပန်ရုပ်ပရမတ်သဘာဝအားဖြင့်ဖြစ်နေတဲ့အပြည့်တည်းရွေးဖြစ်နေတော့ နေတံမမဘယ်မှာငါဥစ္စာရလို့သိမ့်ပြန်ရမလဲဓမ္မဆိုပြေလက်တူကြကြလမ်းနေချက်နေသောဟာမကူဘယ်ဟာကိုစမ်းသပ်ရှာဖို့ပြီးတော့ငါလို့မှတ်မလဲနမေသောအတ္တထောက်ပြန်ကြလို့ပြည့်ပြည့်ကို ပါလုံးပြက်ကုန်တော့ရဲ့အမားကဆိုတဲ့အကောင့်ထဲအခိုင်မှာဘယ်မှာရှိပါ့မလဲအားလုံးစမ်းသပ်ရှာဘူးလို့မရအောင်အဘောဝတိနာအနစ်စာပြက်ကုန်ခန္ဓာကိုယ်ကတကယ်တော့ပြက်တဲ့သဘောတွေသိတိုင်းသိတိုင်းရုံးဝတော်ရာလို့စာရာလို့မရတဲ့သဘောတရားစုပဲ အဲ့ဒီအချက်ဉာဏ်ရောက်ဖို့လို့ဒါဉာဏ်ရောက်ရလည်းပဲဒီဉာဏ်ဒီအနတ္တဉာဏ်မြတ်စွာဘုရားကြီးလက္ခဏာ၃ချက်အဆုံးအနတ္တအရောက်ပါဧဝမိတံယထာဘုဒ္ဓံသံမပိယဒသဘာနေဟုချွတ်ဒီတိုင်းသိနေတော့ ကံလန်းဆုံးတယ်ခုနခြေကံဖြစ်တယ်ဖောက်ပြန်တဲ့သဘောတွေအမှန်ပြည့်တဲ့သဘောတွေအမှန်တောင်သဘောကျလက်ခံပြီးတဲ့ယောဂီဟာခန္ဓာကိုယ်ခြုံရှင် ဲဒီသဘောကြီးပေါက်ပြန်နေတယ်ပြင်းတယ်အဲလိုပြင်းနေတဲ့အတွက်ဒုက္ခဝတ္တဒုက္ခဝဆင်းရဲသောချမ်းသာအပြစ်များများသိလာရင်ဒီညာဟာဆင်းရဲကိုတိုက်ရိုက်သဘောပေါက်သွားဟာတော့ပြင်းပြီးချမ်းသာပါမယ်တည်ဆင်းရဲခါဆို ဒဏ္ဍာမှုပြင်မှုဘာမှညာမှုနဲ့မဆိုင်ဘူးပြင်နေတာတွေကိုကြည်ပြီးတော့သိနေတဲ့စိတ်ကတော်တော်ဆင်းရဲနေပါလောကအနေနဲ့ပြောရင်စိတ်မကောင်းဘူး။ဘောဒီခန္ဓာအဖြစ်ဟာခန္ဓာရကြရဒီလိုပဲရစရာမရှိအောင်ပြုံးလဲပြည့်စည်နေတာတွေ ယုတ်ဘောဓမတို့ဖောက်ပြန်လာလည်းပဲစောင့်သာရှာဖွေမရအောင်ပြင့်ကြတယ်။နံဘောဓမတို့ဆိုရဲအတိဟာလည်းပဲရှက်လက်သလုံးအရေးသမီးရေးသမီးနဲ့ပြက်ကုန်လာတယ်။လုံးဝအားကိုးစရာအားထားစရာကိုယ်ရာစရာမရှိတဲ့ခန္ဓာကိုယ်ပဲ။ ဒီလောက်ဘယ်လိုလင်းနေခန္ဓာကြီးသူလမ်းစဉ်ရဘူးဆောင်ရနေရဘုရားချမ်းချမ်းသာသာထားပြီးတော့ကျူးထားပြီးတဲအောင်ဒါကြောင့်သူ့ပုံစံမပြတ်ဘူးအဲ့ဒီထည့်ကပြတ် မိမိဟာအတ္တဆိုတော့ကိုယ်သဘောနဲ့ပြုပြင်မှုကိုချမ်းသာလှပြီးလို့မထင်နဲ့ဒီလို့ဟာကိုယ်ထင်ရှိတော့ဘူးသဘောဝောက်ရှိသဘောဝောက်ဒီဘယ်လိုထားတာကုလန်းစင်လိုက်ဒီဘဝကတောင်းမိလို့ညံ့မျက်ချင်မပြတ်ဘူးမင်းတို့လေ့ကျင့်လာပြီးတယ် ခန္ဓာကြီးဘယ်လိုနေနေသဘာဝတရားကိုယ်စီဖြစ်တဲ့အတွက်သဘာဝလမ်းစဉ်အတိုင်းမငြိမ်မသက်တဲ့ဖောက်ပြင်းတဲ့သဘောကြီးပြစ်ထားတော့သူ့ထုံးတာသိတဲ့သဘောကြီးပြောင်းလဲပြစ်စီကြတော့သူ့ထုံးတာကဲသူ့ထုံးတာလမ်းစဉ်သူဘယ်တော့မှ ချုပ်ရင်းသွားတယ်၊ပူစီသွားတယ်မရှိဘူး။ဒီလောက်စက်တင်သွားတာ။မိမိစီမိမိရဲ့တောင်းထုံးဆောင်ရ။သိပဲနေပါ။စာအပ်ပြီးတရားထုတ်တော့မယ်ဆိုခန္ဓာကိုကြည့်လိုက်တယ်ကသူ့သဘောတရားကိုကြည့်တာ။သူ့အကြောင်းတော့သိပြီးသားဖြစ်နေဖောက်ပြန်တဲ့သဘောကြီးပြည့်နေတဲ့ခန္ဓာကိုယ်ပဲ။ ဒါခြေခံထားပြီးတော့သူ့ရဲ့ပြည့်မှုတွေမချမ်းသာမှုတွေသူ့သဘောတရားတိုက်သူ့ဆောင်ရွက်သွားတာတည်းဒါပြည့်မှုကြီးကစောင့်ကြည့်ပြီးတော့ဒီသဘောတွေမသိနေရဘူး ဒါခန္ဓာရဲ့လုံအပ်တဲ့ပြင်းအနတ္တရှိနေတယ်ခန္ဓာကိုသိနေရောလေ့ကျင့်ခါစားယောဂကြီးများအတွက်ဖောက်ပြန်တာကိုသိတော်တော်လေ့လာလာတဲ့ယောဂီတွေအဲ့ဒီဖောက်ပြန်မှုတွေပြတ်တာကိုသိဘုလိုနှစ်ကြောင် ရှုတဲ့ဝါရင့်လာတဲ့ယောဂီများအတွက်ဒီဘောတရားရဲ့ပြည့်မှုမချမ်းသာမှုအဲ့ဒါကြီးစုပေါင်းလိုက်တော့ဒီခန္ဓာကိုယ်ဟာဗေနီးနဲ့မှကိုယ်အလိုတိုင်းကိုယ်ဆန္ဒတိုင်းဖြစ်မလာတဲ့ခန္ဓာပဲမိမိတို့ကသာနောက်ဆုံးခန္ဓာသဘာဝလမ်းကြောင်းလိုက်သွားတဘာဝလမ်းကြောင်းကဥမှုကိုပို့တယ်ကိုယ်ကလိုက်သွား နာမှုဘုဒ္ဓလိုက်သွားသိမှုဘုဒ္ဓလိုက်သွားဒုက္ခနဲ့သဘောဝတရားလာလေအမှားမိမိအလိုသည်အတ္တကိုပဲဖြစ်နေမမှန်ဘူးဒါတော့ဒီအချိန်မှာခန္ဓာသဘောဝကြည်နေသိနေရတဲ့အချိန်ဖြစ်တဲ့အတွက်သိရချမ်းချမ်းသာလာ ခန္ဓာရဲ့သဘောဝတရားကိုသိနေပါ မြတ်စွာဘုရားတော်ပါဠိလိုပြောထားတယ်နေတ္တမမှာဒီလိုပြည့်နေဒီလို မချမ်းသာလို့တော့ဒီခန္ဓာကြီးငါဥစ္စာဆိုတဲ့အပိုင်ဆိုင်ဘာမှလုံလို့မရတဲ့သူ့သဘောပဲဒါလည်းတော့သူ့သဘောကိုသိနေတယ်မိမိတို့ဘယ်လုံးမှလုံဆောင်လို့မရဘူးဆိုအောင်အဲ့ဒီအနတ္တပြတယ် ငါကူပဲငါပဲငါသဘောပဲလို့ထင်တဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒီခန္ဓာသဘောကိုကြည့်ပါခန္ဓာသဘောကကိုယ်လိုနဲ့လိုက်ပြီးတော့အစိုးရသလားမိမိတို့ကသုတ္တိယလုတ်ထင်တဲ့ခန္ဓာဟာပဲခန္ဓာသဘောကပြောင်းလာလမ်းကြောင်းကိုလိုက်သွားတာဆိုကြည့်ပါခန္ဓာသဘောကတော့ ဘယ်သူကငါထင်ထင်ခိုင်မြဲတဲ့မှတ်မှချမ်းလာတဲ့ဆိုးဆိုးသူ့သဘာဝလမ်းကြောင်းနဲ့သူကတော့ပြသွားတယ်သဘာဝလမ်းကြောင်းကိုညံနဲ့လိလာသိတဲ့ပုဂ္ဂိုလ်ကဘယ်တည်းမှမချမ်းလာခန္ဓာတရားအထုတ်တဲ့ယောဂီဟာခန္ဓာအကြောင်းသိဖို့လုပ်တာခန္ဓာအကြောင်းသိရတဲ့အချိန်မှာ အမှုသိဖို့လမ်းညွှန်ချက်ဟာဒါအထက်တန်းညွှန်ကြားချက်ပဲဟောယောဤတရားထုတ်တာခန္ဓာသဘောကိုသိတယ်ဆိုလို့သာတုံတောင်သံညအနေမဟုတ်ပါလား တကယ်ကိုခန္ဓာကတလန်းကိုယ်လိုကတလန်းဖြစ်ကိုယ်လိုဘက်ကိုခန္ဓာမပါဘူးခန္ဓာအလိုဘက်ကိုမိမိရပါဘူးကိုယ်လိုတိုင်းမဖြစ်ဘူးအဝါသဝဒနာထင်တာအနတ္တဘုရားအဲ့ဒီအနတ္တကိုသဘောပေါက်သွားရင်တလို့ရတဲ့ပန်းနိုင်ရောက်သွားတယ်။ဒါကအနတ္တဆိုတာ လှပ်ပြီးဓမ္မအနတ္တအားလုံးအနိစ္စဆိုတာသင်္ကတယုံနာမအနိစ္စအသင်္ကတနိဗ္ဗာန်နိစ္စသင်္ကတယုံနာဒုက္ခအသင်္ကတနိဗ္ဗာန်ဒုက္ခဆက်ကြည့်ပါ လက်ကတယုံနာဟာအနတ္တအာသင်္ကတယုံနာလည်းအနတ္တအနတ္တအဲ့ဒါကိုခြေပြလောကီခန္ဓာရင်မကလောကုတ္တရာမတရားဖူတရားသည်ပြောနေအနတ္တမိမိအလိုမိမိအပိုင်ဆိုင် မိမိသဘောနဲ့ပယ်နည်းနဲ့မှလုံစုလို့မရတဲ့သဘောဝတရားတွေပဲခန္ဓာရဲ့ယုံနာသင်္ခါရပြီသူ့ရဲ့ယုံနာလမ်းစဉ်အတိုင်းဖောက်ပြန်ပြောင်းလဲပျက်စီးနေသလိုဆင်းရဲနေသလို မိမိခန္ဓာနဲ့တကွမတရားဘုရားနိဗ္ဗာန်တရားလို့မိမိအလိုတိုင်းမဖြစ်တဲ့အနတ္တပဲတဘာဝတရားပဲဒီတော့ခန္ဓာရှိဥတည်တဲ့ယောဂီဟာခန္ဓာရဲ့အရှိဖြစ်တဲ့ဖောက်ပြန်တာတွေပြစ်ထားတယ်မိမိအလိုတိုင်းမဖြစ်တဲ့သဘောတရားပါလားသိသလို့ ပရိအသင်္ကတဖြစ်တယ်ဇေယနာခန္ဓာတို့ချုပ်ဆုံးကုန်ပြုတ်တဲ့သဘောဟာလည်းပဲမိမိအလိုတိုင်းမလုံမရတဲ့အနတ္တပဲအစိုးတရားမလုံနိုင်ဖောက်ပြန်တာသူ့သဘောဝနဲ့သူဖောက်ပြန် ထောက်ပြန်ပြီးတော့ပြက်တာသူလမ်းစဉ်တိုင်းသူပြက်တာထောက်ပြန်လို့ပြက်လို့မချမ်းလာသူသဘောတရားတိုက်သူသူလမ်းစဉ်တိုင်းသူမချမ်းလာခန္ဓာကြီးရုပ်နာကြီးဘုံလုံးွားကြီးလုံးဝ အစိုးတရားမလုံနိုင်တဲ့သူ့သဘောကလမ်းကြောင်းတိုင်းကသွားနေတဲ့သဘောကြီးပဲခန္ဓာလှုပ်ရှားတိုင်းသူ့သဘောနဲ့သူအနတ္တရှည်သွားတဲ့နောက်ဆုံးတဲ့တိတ်တိတ်နေတဲ့စကားပြောတဲ့စသည်အာလုံးအနတ္တအရင်အနတ္တသဘောပေါက်လာရင် ခန္ဓာရဲ့လှုပ်ရှားမှုရှားမှုသံမစင်ပိုင်းဟောတာကိုယ်လုံးသဘောပေါက်တယ်ဒါတော့ဘိက္ခုတို့တောင်းဝါယောဂီရဲ့တောင်းဝါခန္ဓာသဘောဝတရားကိုစောင့်ကြည့်ရတဲ့အလုပ်ပဲသူ့အကြောင်းသိပါဖောက်ပြန်တာရခန္ဓာရဲ့သူ့အကြောင်း ပြစ်ဓာရီယာခန္ဓာရဲ့သူ့အကြောင်းကြားစရာမရှိအောင်ပြစ်လို့ဆင်းရဲဓာရီယာခန္ဓာရဲ့သူ့အကြောင်းဘယ်လိုနေနေခန္ဓာရဲ့သဘောတရားသူမိမိအပိုင်အဆိုင်အစိုးတရားမလုံနိုင်တဲ့သဘောတရားသူပဲ ခန္ဓာကိုယ်ကအဲ့ဒီအသည့်ငဲအောင်လိလာလိချင်အလိချင်အားနေလို့ကိုယ်ပတိလာရှိအောင်ခန္ဓာတော့ပုံပါမယ်မင်းတို့အစိုးတရားလို့လို့မရတဲ့သဘောတရားတွေပဲလို့သူကလက္ခဏာတွေပြတယ်ဒီလိုပြီးရောက်တဲ့လက္ခဏာကိုယ်ကလိုက်ပြီးတော့ ထောက်ပြန်နေသူတွေပြစ်သွားပါလားရရစရာပြုံးပြစ်တဲ့အတွက်မချမ်းသာပါလားဒုက္ခနာရီလို့သတ်မှတ်လို့လုံးဝမဖြစ်တဲ့အဆိုးမရတဲ့အနတ္တပါလားသဘာဝတရားပဲစိတ်ကြည်ကြည်လင်းလင်းနဲ့ ထို့ကြောင့်သိတဲ့အနေနဲ့သာပြီးနောက်ပါနေလိုက်သိနေတို့ဖောက်ပြန်ပစ္စည်းရသူ့လောက်တဲ့သူသွားတော့ဒီလေလာတဲ့ညီကဖောက်ပြန်သွားတာသိတယ်ပြတ်သွားတာသိတယ်ဒါသိပြီးတော့ဒါရီသိနေရတဲ့ညဟာ မချမ်းမသာဖြစ်နေတာဖြစ်နေခဲ့တာသူကတော့ပေါပြန်လိုက်ပြက်လိုက်ကွာရဘလူကငါကုငါနဲ့အဆိုးရတယ်ဆူဆူသူကတော့သူ့ဘုံသူ့ဘဝနော်ဘလူကတားမြစ်ကောင်းလို့မရအဲ့ဒါစောင့်ကြည့်တဲ့ယောက်ျားဟောကူကအဆိုးတရားမလုံနိုင်တဲ့ သဘောတရားအနတ္တတွေဒါညာရှင်းအောင်လေ့ကျင့်ပါအသိဉာဏ်အောင်လေ့ကျင့်ပါဓမ္မီတို့လောအပ်တဲ့ပန်းတိုင်းတချီရောက်နေတဲ့ကိစ္စ ခန္ဓာရှိနေတဲ့ဖောက်ပြန်မှုပြက်မှုဒီခန္ဓာရဲ့အရှိတရားဆိုတဲ့ဥစ္စာကိုတည်ပြီးတာပဲအထက်တန်းညာမဟုတ်ပါဘူးအခြေခံညာပြက်တယ်လို့ပြက်တယ်လို့ပြက်တယ်လို့ဒါအလယ်လက်ညာပဲဟုတ်ဒီလိုဖောက်ပြန်ဒီလိုပြက်နေတဲ့အတွက်လုံးဝအာကူလို့မရဘူး မိမိအလိုတိုင်းမဖြစ်ပါလားဆိုတော့အသိဉာဏ်ကထက်တန်းညာခန္ဓာကိုခြုံပြိနိုင်တဲ့ယောဂီများအတွက်အကောင်းဆုံးလေ့လာခြင်းပဲအရိယသိဉာဏ်နဲ့လေ့လာမယ်ဆိုရင်ဒီလိုအချိန်ဒီပိုင်းခြားကောက်သွားပြီးတော့လောက်ရမလို့တော့နေထိုင်နေနှုတ်ကိုရနေတဲ့ ဘယ်လိုမှပြောလင့်ခြင်းမရှိတဲ့ခန္ဓာပဲဒီသိလေးမြင်သွားမိမိအားသိညာဒီကြည့်မရောက်လို့မရင့်လို့မသိတာထားခန္ဓာတော့ဒီလမ်းပြတ်သွားတာလေ သူသူကိုယ်ကိုယုံတော်ခန္ဓာတိုင်းဒီတိုင်းပဲအဲ့တော့ယုံတော်ခန္ဓာတိုင်းဒီလမ်းသွားနေတဲ့ဥစ္စာကိုဘောပေါက်ထားရင်ကိုယ့်ရဲ့ခန္ဓာလည်းဒီလမ်းသွားနေတယ်အသိဉာဏ်နောက်ကနေလိုက်ပါယုံတော်ကလမ်းကြောင်းကညာလိုက်ရတယ်လိုက်ပါကိုကြံဖန်ရှုရတော့မဟုတ်ဘူး နောက်ကနေလိုက်ပြီးတော့သူသွားတဲ့လမ်းကိုသိလိုက်တာပဲသိနေတာပဲသိနေနေညာသဘောပေါက်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 လာပြီးတော့ဟာလုံးဝဒီပြစ်တာကြီးတောင်းလို့လည်းမရစီးလို့လည်းမရမချမ်းသာတာကြီးဖြစ်နေတာပဲချမ်းသာဘူးပြုလို့လည်းမရပြင်လို့လည်းမရဒီခန္ဓာပေါင်းစုထားတဲ့သဘာဝတရားတွေလုံးဝပိုင်ဆိုင်လို့မရတယ် မိမိအလိုတိုင်းလုပ်လို့မရတဲ့သဘောတရားစုပဲအဲ့ဒီအသိမြင်တော့မြင်ချင်ပါအချိန်နည်းတော့လေ မင်းဆိုဗျာမိမိခန္ဓာအနိကရှုရတဲ့ခန္ဓာတွေမကအဲကိုခန္ဓာသိသောအပြင်ရုပ်ဝေပြီးတဲ့အတိတ်ဘဝရတဲ့ခန္ဓာကြီးလည်းပဲဒီတိုင်းပါပဲသူ့သွားပြီးတော့မင်းတို့တော်တာစရာမရှိဘူးနောက်မင်းတို့လိုချင်တဲ့နောက်ဘဝရအောင်မခန္ဓာကြီးဒီလိုပါပဲလိုချင်စရာမရှိပါဘူးအခုလည်းငင်းပြဿနာခန္ဓာကြီး အဲကြည့်ပြီးတော့အဲ့ဒါအတိတ်အနာကမလူချင်းတဲ့စိတ်ဟာလက်ငယ်ခန္ဓာမှာနေပြီးသားဝိရောဓကនិရောဓရအဲညီဝေကိုရာမှုကင်းလွတ်မြောက်လက်ငယ်ပစ္စုပ္ပန်ခန္ဓာနဲ့ပဲလွတ်မြောက်လို့ရတယ်တဲ့ဒါကိုရတဲ့ခန္ဓာပေါ်မှာကိုယ်သဘောပေါက်ခိုင်းကိုလွတ်မြောက်ဖို့ကိစ္စကိုလုပ်လို့ရတယ်ကိစ္စကျိုးစားပြီးတော့လက်ချက် တင်တခါနာဟုမိမိအလိုတိုင်းတခါရဲအချိန်နာရီချောင်းဖန်ပြီးပြီးတော့လုံလျရတဲ့ဇာမဟုတ်ဘူးဆိုတာသိကြပါလေလုံတိုင်းရှားတိုင်းနေရာတကာတိုင်းမှာဒီသဘောတွေပေါက်နေလို့ကြည့်ပါ 八日，晴、啊，预报雨。